အားလုံးမင်္ဂလာပါ Wave Power Channel ကနေအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်ဒီ Super Sunday နေ့မှာဆိုရင်ပွဲကောင်းတစ်ချို့ကံဖို့ရှိပါတယ်။ Premier League ဘက်မှာဆိုရင် Arsenal နဲ့ Tottenham Hotspur တို့ရဲ့မြောက်လန်တန်းဒါဘီပွဲစဉ်ရှိမယ်။ La Liga ဘက်မှာဆိုရင် AC နဲ့ Real Madrid တို့ရဲ့ပွဲစဉ်ရှိမယ်။ဆိုတော့ပထမဦးဆုံးဒီမြောက်လန်တန်းဒါဘီပွဲစဉ်တွေဖြစ်တဲ့ Arsenal နဲ့ Tottenham Hotspur တို့ရဲ့ပွဲစဉ်ကစပြီးကျွန်တော်ဆွေးနွေးကြည့်အောင်။ Mikel Arteta ရဲ့ Arsenal နေနဲ့ဒီပွဲစဉ်ကိုသာအနိုင်ရလိုက်ပြီဆိုရင် Title Race အတွက်အရန်ကောင်းတဲ့အခြေအနေတစ်ခုကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်မနေ့ညကဒီကစားသွားခဲ့တဲ့ပွဲတင်တွေမှာဆိုရင်လီဗာပူးတင်းကဒီအိမ်ဝဲမှာ Nordian Forest ကို၃ဂိုးကိုရှိနဲ့ရှုံးနေခဲ့တယ် Manchester City တင်းကဒီအဝေးခွင်မှာ Newcastle United ကို၂ဂိုးတကူနဲ့ရှုံးနေခဲ့တယ်ဆိုတော့ Arsenal အနေနဲ့ဒီပွဲတင်ကိုသာအနိုင်ရလိုက်ပြီဆိုရင်ကျွန်တော်ဒုတိယနေရာက Chelsea တင်းကို၆မှတ်ဖြတ်နိုင်ပဲတတိယနေရာက Manchester City တင်းကို9မှတ်ဖြတ်နိုင်ပဲပြီးရင်လီဗာပူးတင်းကို17မှတ်ဖြတ်နိုင်ပဲအခွင့်အရေးကိုရရှိမယ်ဆိုတော့ အာဆင်နယ်နေနဲ့ဒီပွဲပြင်ကိုတည်တည်ချာချာလေးအာယုံစုဆိုင်ပြီးကစားဖို့လိုပါတယ်။ဘာလို့လဲဆိုရင်ဒီပွဲကဒီပုံမှန်ထက်ပိုတဲ့သုံးမှတ်ထက်ပိုတဲ့နိုင်ပွဲတစ်ခုဖြစ်ပါတယ်။အာဆင်နယ်ကတော့ဒီဘက်နောက်ပိုင်းနှစ်တည်းမှာဆိုရင်တော်ဒီယန်စပါတင်းကိုရှုံးလေရှုံးထားတာမရှိဘူး။ဒါပေမဲ့တော်မန်ဖရန့်ရဲ့ဒီတော်ဒီယန်စပါလင်းက DRD အဝေးခွင့်ပွဲစဉ်တွေမှာရှုံးဝက်မရှိတာပါဘူး။သူတို့ဒီ Brighton ကိုတစ်ဖက်နှစ်ခုတည်းတည်ရင်ကြတာလွယ်ရင် Manchester City တင်းကိုနှစ်ခုခုမရှိနိုင်နိုင်တယ်။ ဝက်ဆိုင်း United ကို3ခုဂိုးပြီးဆိုတော့ရလာနိုင်တယ်။ Leeds United ကိုအဝေးဘက်မှာ2ခုတကုနဲ့နိုင်တယ်။ Everton ကိုအဝေးဘက်မှာ3ခုဂိုးပြီးဆိုတော့ရလာနိုင်တယ်။ဆိုတော့ဒီချက်ကတော့ Arsenal တွေအတွက်အနေငယ်စိုးရင်ရတယ်။ပရိသတ်တယောက်အနေနဲ့ဒီဘက်နဲ့ပတ်သက်ပြီးစိုးရင်တာတစ်ခုပဲရှိတယ်ဗျ။အာဘာလဲဆိုတော့ကွင်းလယ်တိုင်းက Michael Oliver ဖြစ်လို့ရတယ်။ Michael Oliver ကင်တွယ်ခဲ့တဲ့ဒီ Arsenal ပွဲစဉ်တော်တော်များများကိုကြည့်လိုက်။ဟို round decision ချမှတ်တဲ့ပွဲစဉ်တွေတော်တော်များများရှိတယ်ဗျ။အထူးသဖြင့်ကျွန်တော်မှနစ်က ဒီ Manchester City နဲ့ပွဲစဉ်မှာ Leonardo Trossard ကိုထုတ်ပယ်ခဲ့တာတို့ပြီးရင်ဒီ Wolverhampton နဲ့ပွဲစဉ် Mylewis Kelly ကိုဒီအနီးကပ်ပြပြီးထုတ်ပယ်ခဲ့တာတို့ဒီအချက်တွေကဟို Arsenal အတွက်ဟိုနစ်နာခဲ့ရတယ်လို့ပြောရမယ် Wolverhampton နဲ့ပွဲစဉ်ကတော့ထားလိုက်တော့ဗျာအသင်းနိုင်လို့ကိစ္စမရှိဘူးဒါပေမဲ့ Manchester City နဲ့ပွဲစဉ်များကျွန်တော်တို့အသင်းကဥဆောင်ကိုတွင်းထားတဲ့တိုင်အောင်ကျွန်တော်တို့ဒီလိုမျိုးထုတ်ပယ်ခဲ့တဲ့အတွက်ကျွန်တော်တို့အတွက်ရလက်ပိုင်းဆိုင်ရာမှာနစ်နာရည်လို့ပြောရမယ်ဒါကြောင့် Arsenal ကစားသမားအနေနဲ့ဒီပွဲစဉ်မှာ စီကမ်းမန်းဆိုင်ရာကောင်းမွန်စွာကစားဖို့လိုအပ်ပါတယ်။တို့လီလာလီကာဘက်ကိုပြန်ကြည့်မယ်ဆိုရင်အယ်ချီနဲ့ရီယယ်မက်ထရစ်ပွဲစဉ်ရှိပါတယ်။ဒီပွဲစဉ်ကတော့ဒီမှာဆယ်လောတချင်းည2နာရီခွဲမှာကစားမှာဖြစ်ပါတယ်။မင်းညာကတော့ဒီဘာစီလိုနာကဒီသူတို့ရဲ့ Spotify Camp Nou ကွင်းတကြီးမှာ Athletic Club ကို၄ခုကိုမရှိဆိုတော့ရလိုက်တဲ့အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်က Real Madrid တဲ့အနေငယ်ဖိအားရှိနိုင်တယ်။ဘာပဲပြောပြောဒီဒါဗင်လွန်ဆိုရ Real Madrid ကဒီပွဲစဉ်မှာအမားခံမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒီသူတို့မှာဒီတိုက်စစ်နဲ့ကွင်းလယ်မှာအရင်ကောင်းတဲ့အစုအဖွဲ့ရှိတယ်။ ဒီခန်းစစ်မှာဒဏ်ရာကစားမများနေသည့်တိုင်အောင်သူတို့ဒီပွဲတစ်ပွဲကိုအနိုင်ရအောင်စွမ်းဆောင်နိုင်တဲ့ကစားမတွေအပြည့်ရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်ကသူတို့အမားခံမှာမဟုတ်ဘူးဒါပေမဲ့တခုပဲသတိထားမှာဘာလဲဆိုတော့အဲချီကဒီရာဒီမှာအဝေးအိမ်ဝင်းရှုံးပွဲမရှိတာကိုလီချက်ဖို့တော့ဘီယမထွေနေနဲ့သတိထားကစားရမယ်ဆိုတော့စူပါဆန်ဒေးညမှာဘယ်တင်းနေအနိုင်ရရှိမလဲမြောက်လန်နန်နာဘီပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့တော်တယံစပါတင်းနဲ့ပွဲစဉ်မှာဘယ်တင်းနိုင်မလဲအဲချီနဲ့ရီယယ်မထွေပွဲစဉ်မှာရောရီယယ်မထွေနေနဲ့ တို့ရဲ့အကောင်းဆုံးပုံစံကိုဆက်လက်ထိန်းထားနိုင်မလားဘလို့ထင်ကြလဲမှတ်ချက်ရေးပေးသွားလို့ရပါတယ်ဗီဒီယိုလေးကိုစုံထီကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ